ရည်စကြုံမြို့နယ်ရေလဲကျွန်းဒေသမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလို့နှစ်ပတ်ကျော်အတွင်းပြည်သူ20နီးပါးတပ်ဖြတ်ခံရပြီးနေအိမ်ယာနဲ့ချီမီရှုခံနေရတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။စိုးတောင်သတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းမန္တလေးတိုင်းတို့နဲ့ထိစပ်နေပြီးနေမြေအရာအချက်ချကြတဲ့မကွေးတိုင်းရည်စကြုံမြို့နယ်ထဲမှာရှိတဲ့ရေလဲကျွန်းဒေသကိုစစ်ကောင်စီတပ်နဲ့ပြူစောထီးတွေကစစ်ကြောင်းထိုးနေတာပါ။ရည်စကြုံမြို့ကနေထွက်လာတဲ့အင်အား350ဝန်းကျင်ပါစစ်ကြောင်းဟာ မက်ရှလာတရက်လောက်ကစလို့ရေလေကျုံးတည်တာတွေကိုမြေစွန်းတော်ရွာကနေတဆင့်စတင်ဝင်ရောက်လာတာလို့ကာကွယ်ရေးတပ်ဖက်ကပြောပါဗျ။အဲမြေစွန်းတော်ရွာမှာလည်းအကုန်လုံးမိရှူလာတာတော်တော်နင်းနေပါပါပဲကျန်တာမဟုတ်ဘူးညာတော့အဲအဲ့ရောပြောမယ်ဆိုမြေစွန်းတော်ရွာမှာလည်းငါတို့ဆက်တယောက်ပြေးပြည်သူတွေတက်သွားတာနော်။နောက်ပြီးတော့မောင်ကလာကျန်ဇယက်နီဟိုကမြေတော်မှာကြတော့လေအဲမိရှူလာတာကြီးအများကြီးပဲဟိုအင်ဂျင်ပေါင်း900ကျော်လောက်ရှိတာမှသူ 50လောက်ပဲကျန်တော့တယ်ခုဟိုဗီဇာကုန်မြေဆုံးမှာသူတို့ဟိုရှိနေတယ်အဲ့ဒါလောလောဆယ်မှာငါကြီးမထွက်သေးဘူးအဲ့ဒီစကြောင်းဟာရေလေကျုံးတိသားကပြူရီနဲ့ပူပေါင်းပြီးမြေစွန်းတော်ကနေတဆင်မကလာချံဇယက်နီတာကောင်ပန်းညိုမြေတော်မြေစွန်းနဲ့ဘီဇက်ကုံရွာတွေကိုဝင်ရောက်စစ်ကြောင်းထိုးမီးရှို့ပြီးဒိသားကန်တွေကိုတပ်ဖြတ်နေတာပါ DVV ကရရှိထားတဲ့စီးရင်တွေအရမက်ရှလာတရက်ကနေပြီးဒီကနေ့အချိန်ထိ မြေစုံတော်ရွာမှာ၁၁ယောက်၊တာကောင်ရွာမှာ၆ယောက်နဲ့မြေတော်ရွာမှာ၁ယောက်စုစုပေါင်း၁၈ယောက်ထပ်မင်းတက်ဖြတ်ခံရပြီးကျေးရွာဆက်ရွာထပ်မင်းကပြည်သူတောင်းနဲ့ချီပြီးဆစ်ဆောင်နေရပါတယ်။ဟိုနာလေးကပဲပို့ဆောင်ကတ်ဆောင်လေးတွေပဲများတယ်။အားကြောင့်မလို့တေဝါဟိုဝင်လာပြီဆိုလို့ချင်းအနိပတ်လေးနဲ့၄၅၆ရွာကကြောင်လို့ရတဲ့ရွာဝင်လိုက်တဲ့ခါကျတော့အဲ့ရွာရဲ့ခန္ဓာကြီးကရွာခံနဲ့ဆစ်ဆောင်နဲ့ဆစ်ဆောင်ကများတော့ကြတော့ ဘလို့တရားကနေရပြည်သူလာတဲ့အချိန်ကျွေးမွေးလာတဲ့အချိန်ကျတော့အကုန်လုံးပြက်လက်ကုန်လာပြီးရှိတတ်တယ်လေဒေသခံအများစုကတော့ရိတ်ခါနဲ့ပစ္စည်းတွေယူချိန်မရလိုက်ပဲနီးစက်ရဆိုက်ခင်းနေမှာမိုးကနဲ့နေကြသလိုစစ်ကြောင်းနဲ့လမ်းနဲ့ရွာတွေကိုစုပြုံတင်းရှောင်ကြတာကြောင့်နွေရသည်ရဲ့အပူဒဏ်ပြင်ရိခပြက်လက်မှုတွေကိုရင်ဆိုင်နေရတာပါမက်ရှလာ၁၈ရက်အထိနောက်ဆုံးအချိန်တွေကတော့ပခုတ်ကူအခြေဆိုင်တမတရတဲ့ရေစကြိုအခြေဆိုင် ခလာယ296 290 298တို့ကတက်တည်ပါတဲ့စစ်ကြောင်းဟာဘီဇက်ကုန်းရွာကိုမိရှို့နေပြီးရွာသားတွေကြံခဲ့တဲ့ပစ္စည်းတွေကိုတဲယူနေကြကြောင်းဒေသခံတွေကပြောပါဗျာကျွန်တော်စိုးသူအောင်ပါ